မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာလည်းကျွန်တော်လက်မှတ်သက်အကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါဟိုအတားအသင့်မို့ခေါ်လိုက်ပါမယ်ပြီးတော့ကျွန်တော်လက်ဖေးဆိုပြီးလက်တစ်ခုတူချောက်လိုက်မယ်ဟို3 1 4 5ဟို10ဆိုပြီးတော့တူချောက်လိုက်မယ်နောက်ပထမဆုံးပြောချင်တဲ့မှတ်သက်ကပေါ့မှတ်သက်ပါပေါ့မှတ်သက်ကကျွန်တော်လက်ထဲမှာရှိတဲ့နောက်ဆုံး element တွေကိုကျွန်တော်တို့က ဖြတ်ပြီးတော့ null return ပြန်လေးပါဆိုလိုတာ ans ဆိုပြီးတော့ null ရေးလိုက်မယ် null a a who.pop ပို့လို့ရေးလိုက်မယ်ဆိုရင်ကျွန်တော်နောက်ဆုံး element က ans ဖြစ်သွားမယ် ans လို့ရေးလိုက်ရင်ကျွန်တော်30ဖြစ်သွားမယ်ဒါအပြင် null a ကိုကျွန်တော်က null a ကို print ပြန်ထုတ်လိုက်ရင်တော့3 1 4 -5 ပဲရှိတော့မှာပါ30ကပြတ်သွားမှာဖြစ်ပါဟိုဒီမှာဆိုရင်3 1 4 -5 ပဲဖြစ်တော့ဖြစ်သွားမှာပဲဖြစ်ပါ ဟုတ်ပြီနှုတ် a ဒေါပေါမတ်တက်မှာနောက်ထပ်ကျွန်တော်ပါရာမီတာပတ်သင်ပေးလို့ရပါဆိုလိုတာအာဂူမန့်ထည့်လို့ရအာဂူမန့်ဘာထည့်ရမလဲဆိုဖြတ်ချင်တဲ့ index ပါကျွန်တော်ဥပမာနော်ဒီမှာဆိုရင်ကျွန်တော်တစ်ကိုဖြတ်ချင်တယ်ထားပါတော့တစ်ကိုတစ်ရဲ့ index ကကျွန်တော်တုံညာတစ်ပါတစ်ရဲ့ index ကတုံညာတစ်ဖြစ်တဲ့အတွက်ကျွန်တော်က ans 2ဆိုပြီးတော့ဒီတစ်ကိုပြန်လိုချင်တဲ့အခါမှာတုံးတာပါ A လက် A food.pop ပေါ့နော် internet number 1ဆိုရင်ကျွန်တော် ANS 2ဆိုရင်ကျွန်တော်1ထွက်လာမယ်လက်ကိုကျွန်တော် print ပြန်ထုတ်လိုက်မယ်ဆိုရင်3 4-5ပဲနော်ကြည့်အောင်ပါ3 4-5ပဲကြည့်အောင်ပါဖြစ်ပါဟုတ်ပြီကျွန်တော်နောက်ထပ်ပြောချင်တဲ့ method တစ်ခုက rubber method ပါ ရဘာမတက်ကတော့တော့လေအတွဲမှာရှိတဲ့ element တွေကိုတော့ကြောင်းပြန်ပြန်လုပ်ပေးတာပါဥပမာတော့ဒီမှာဆို a က3လေး -5 ပဲရှိတော့အဲ့ a ကိုကျွန်တော် a push တော့ r e v e r s e ရဘာဆိုပြီးတော့ရေးလိုက်မယ်ဆိုရင် a ကိုနောက်ထပ် print ပြန်ထုတ်တဲ့အခါမှာကျွန်တော်လက်ထဲမှာရှိတဲ့ element တွေကိုတော့ကြောင်းပြန်ပြန်လုပ်ပြတာပဲဖြစ်ပါဟုတ်ပြီတော့ဒါဆိုနောက်ထပ်လက်တစ်ခုတိဆောက်လိုက်မယ် a a ဆိုပြီးတော့1 3 7 8 9 11 10ဆိုပြီးတော့ရေးလိုက်ပြီးရင်ကျွန်တော် aa.ie.er.ac ဘာဘာဆိုပြီးတော့ရေးကြည့်လိုက်မယ် ka ဆိုပြီးတော့ထုတ်လိုက်ရင်ကျောင်းပြန်ဖြေရမှာ30 11 9 a -7 3 1ဆိုပြီးတော့ဖြစ်မှာပဲဖြစ်ပါဟုတ်ပြီတော့နောက်ထပ်မတ်တပ်တစ်ခုကတော့ no စော့မတ်တပ်ပါ ဆော့မတ်တက်ကတော့ကျွန်တော်တို့လေအတွင်းမှာရှိတဲ့ element တွေကိုနေတဲ့ကြီးလိုက်ကျွန်တော်တို့စီသွားရမယ်ဖြစ်တယ်။ဟုတ်ပြီကျွန်တော်ဒီမှာဆိုလစ်ကဟိုကပြောင်းကောင်ပြန်ဖြစ်နေတယ်။ AA food.sort ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဆိုရင်ပြီးရင်ကျွန်တော် print ပြန်ထုတ်ကြည့်လိုက်မယ်။အဲနေတဲ့ကြီးလိုက်စီမယ်ဆိုဒီမှာဆိုတော့နေတဲ့ကြီးလိုက်စီပါ။နေဆုံးကိန်းကကျွန်တော် -11 ပြီးတော့ -7 1 3 8 9 10ဆိုပြီးတော့ဖြစ်သွားပါ။ ဟုတ်ပြီနော်နောက်ထပ်တစ်ခုပြောချင်တာကလီးယားပါကလီးယားကတော့နော်လက်ထဲမှာရှိတဲ့ element အားလုံးကိုနော်ဖြတ်သွား a a full stop c n e a r ကလီးယားဆိုရင်ကျွန်တော်တို့ a a ကိုပြင်ပြန်ထုတ်လိုက်ရင်ကျွန်တော်ဘာမှမရှိတော့ပါဘူး element ဘာမှမရှိတော့ solo ကနော်လက်တော့ရှိသေးတယ်အတွင်းထဲက element တွေနော်မရှိတော့ပါဘူးအဲ့ဒါဆိုကျွန်တော်တို့ဒီမှာ lunch မှတ်တဲ့ lunch a a လို့ပြီးလိုက်တာနဲ့နော်တို့ဘာထွက်မှာ0ပဲထွက်တော့ ဘာလို့ဆိုတော့ twin မှာဟို element မရှိတော့လို့ဖြစ်ပါတယ်။ဟိုနောက်ထပ်ဆွေးနွေးချင်တာကတော့ကျွန်တော် copy ဆိုတဲ့ method ဟုတ်ပြီကျွန်တော် a ဆိုပြီးတော့ letter group ဒီလောက်လိုက်မယ်1 2 3 4ဟိုဆိုပြီးတော့ဒီ6လိုက်မယ်ပြီးတော့ရင်တော့ b ဆိုပြီးတော့ပေးလိုက်မယ် a ထဲမှာရှိတဲ့ element တွေကိုတော့ b ထဲထည့်ခြင်းလို့ဆိုရင် copy ပြီးမှာ a++copy copy လို့ပြီးလိုက်မယ်ဆိုရင် ေရလဲ1 2 3 4ဒီရလဲ1 2 3 4သူတို့နှစ်ခုကတယောက်နဲ့တယောက်မိဘမှုမရှိပါမိဘမှုမရှိဘူးဆိုတာ B ကပြောင်းသွားရင် A ရမှာပြောင်းပါဥပမာတော့ B တန်မိုးကိုကျွန်တော် -1 -1 ဆိုတော့တော့နောက်ဆုံး index ကိုပြောတာနောက်ဆုံး index ကိုကျွန်တော်400လို့ပြောင်းလိုက်မယ်ဆိုရင် B ဆိုပြီးတော့ထုတ်လိုက်မယ်1 2 3 1 2 3 400ဖြစ်သွားမယ်။ A ရလဲဟိုမပြောင်းတော့ပါဘူး။အမှတော့ဘာကိုပြောချင်လဲဆိုတော့တခြားနေတော့ ဒီမှာ A လို့ပေးလိုက်1 2 3 4ဟုတ်ပေါ့ C ပြင်ရတယ် A ဆိုပြီးတော့ပေးလိုက်အဲ့ဒါဆိုရင် C ကလည်း1 2 3 4ဖြစ်သွားမှာ A ကလည်းကျွန်တော်1 2 3 4ဖြစ်သွားတယ်သူတို့နှစ်ခုကကြာတော့ကျွန်တော် copy လောက်တာမဟုတ်ပါဘူးကျွန်တော် ID number တူသွားပါ ID number ID A လို့ရေးလိုက်မယ်ဆိုရင်ကျွန်တော် C လို့ရေးလိုက်မယ်ဆိုရင်သူတို့နှစ်ခုက ID ကတူသွားဘာဖြစ်လို့တူသွားလဲဆိုရင်ကျွန်တော် memory address တစ်ခုကိုကျွန်တော် assign တွားပြီးတော့ညှိုးလိုက်လို့ပါ memory address နှစ်ခု A မှာ ီမှာရှိတဲ့မမှုတွေအဲ့တော့ကို CR လဲပိုင်တယ်ဆိုပြီးညွှန်းလိုက်လို့ပါ copy ရကြဒီတိုင်းမညွှန်းပါမညွှန်းတဲ့အတွက်ကျွန်တော်တို့ A ကချင်းသွားရင် B ကမချင်းပါဘူး B ကချင်းသွားရင် A ကမချင်းပါဘူးဒီမှာကြတော့ A ကချင်းသွားရင် CR လဲလိုက်ချင်းပါဘူး CR ချင်းရင် A ကလဲလိုက်ချင်းချင်းနေဆိုတော့ဘာကိုပြောလဲဆိုအတွင်းထဲမှာရှိတဲ့ element တန်ဖိုးတွေကျွန်တော်ကြောင်းတာကိုပြောတာဟုတ်ပြီကျွန်တော် A ကိုကြောင်းနေတယ် A ရဲ့ကျွန်တော်နောက်ဆုံး second element ဆိုကျွန်တော်တို့ minus 2 2ဆိုကျွန်တော်ဘယ်ဟာဖြစ်မလဲဆိုရင်ကျွန်တော် a ဆို3ကိုပြောင်းပါ3 3ကိုကျွန်တော်300ဆိုပြီးတော့ပြောင်းလိုက်မယ်300ဆိုပြီးတော့ပြောင်းလိုက်မယ်ထေးလိုက်အဲ့ဒါဆို a ကို print ထုတ်လိုက်မယ်ဆိုရင်1 2 300 4ဟုတ်တယ်နော်အဲ့မှာကျွန်တော် c ကိုတွားပြီးတော့ print ထုတ်လိုက်မယ်ဗျာ c ကိုဒီတိုင်းညွှန်းထားလို့တိုင်းညွှန်းထားလို့အဲ့ဒါ ဘလုံဖြစ်သွားမလဲဆိုစီကအမှန်တကယ်ဆက်စလာခြင်းတော့ဘလုံနဲ့ညွန်းတော့စီကလည်းဒီမှာ1 2 1 2 3 4ဖြစ်ဒါမှမဟုတ် A ပြောင်းလိုက်တာ A ပြောင်းလိုက်တဲ့အတွက်စီကလည်းကျွန်တော် light ရောင်းသွားမှာပဲဖြစ်ပါ copy မတ်တပ်ကိုအသုံးပြုပြီးတော့လုပ်ရင်ကျွန်တော်တို့တခုနဲ့တခုမိကုန်မှုမရှိပါဘူးဒီတိုင်းညီညာချင်းသွားပေးလိုက်ရင်တော့ကျွန်တော်တို့အခုပြောင်းတာနဲ့အကုန်လုံး light ပြောင်းသွားမှာပဲဖြစ်ပါကျွန်တော်ဆုံးနေချင်တာကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ